မိတ်ဆွေအားလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါရရှင်အားလုံးပဲမင်္ဂလာရှိရနေရတဲ့မင်္ဂလာရှိရခြင်းတွေကိုပါဆက်နေကြပြီးပြည်ပြည်များဝေးကွာကကိုရောစိတ်ပါစမ်းမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါရရှင်အခု reading ကကြတော့ဒီ cancer season အတွင်းပေါ့နော် cancer season ဆိုတာကတော့ဒီဂျော်လ22ရက်နေ့ရနေပြီးတော့ဇူလိုင်22ရက်နေ့ပေါ့နော်အဲ့ဒီအချိန်အတွင်းကို cancer season လို့ခေါ်တယ်ပေါ့နော် တော့ဒီအချိန်တွင်းမှာအဲနည်းနည်းတော့နောက်ကျနေရေပေါ့နော်လည်းနောက်ကျမယ်ဆိုပေမဲ့လည်းပဲဇူလိုင်လမရောက်သေးဘူးဆိုတော့ဇူလိုင်လ22ရက်နေ့အထိအထိဆိုတော့ဒါတလာနီးပါးလောက်တော့ရှိသေးရေဆိုတော့လေဒီ reading လေးကိုဖတ်ပေးမလို့ပေါ့နော်အမှန်တော့ရှိရက်လေးတွေကဖတ်ပေးမလို့ကိုဟို energy အစမပြေတာရေလုံးမအားတာရေလူမျိုးတွေပေါ့နော်ဒီဒီရက်ထဲမှာလည်း booking တွေကများနေရဆိုတော့လေအဲ့အတွက်ကြောင့်မလို့အခုမှပဲဖတ်ပေးဖြစ်တာပေါ့နော်ဒါမှလည်းအချိန်မီသေးပါတယ်အဲ့အတွက်ကြောင့်မလို့ ဒီကန်စာစီစဉ်တွဲမှာကိုယ်အနေနဲ့ဘာတွေကြုံရမလဲဘယ်လိုကန်ကောင်းခြင်းတွေကိုယ်စီကိုရလာမလဲဘာတွေကိုသတိထားတဲ့လဲပေါ့နော်ဒါလေးတွေကို clarity reading တွေဖတ်ပေးသားမှာဖြစ်ပါတယ်ရှင်အဒီ reading ကဘယ်လိုတွေနဲ့ကန့်ညီမလဲဆိုတာပေါ့နော်ဒါလေးကိုအရင်ဆုံးစစ်ပေးပါမယ် reading နဲ့ကန့်ညီမဲ့ collective ရဲ့ energy ကိုသိချင်ပါတယ်哦，看啥时间就比较拉稳的。Oh, water sign ထွက်လာတယ် king of cups ကြီးနဲ့ဘာဒီမှာကတော့ libra နဲ့ scorpio now water sign နေပေါ့နော် cancer scorpio pisces ဒီ sign တွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလူတွေနဲ့ကတော့ပို့ပြီးတော့ကန်ကြီးလိမ့်မယ်ပေါ့နော်อืมแต่ว่าเลิบราถัดไปเลยสรุปลิบราเยคันซาสคอปิโอไพซีปะเนาะดีเอเนอร์จีရှိတဲ့သူဒီဇိုင်း ကိုပတ်ချက်တဲမှာပါတဲ့သူပေါ့နော်များတဲ့သူပေါ့နော်ဒီလူတွေကတော့ပို့ပြီးတော့ကန်ညီပါလိမ့်မယ်အဲ့တော့တကယ်လို့ပေါ့နော်ကိုကဒီ zodiac sign နေမသိဘူး၊ရာသီကိုနေမသိဘူး၊ကိုရဲ့အာ sign ကဘာမှမသိဘူးဆိုလို့ရှိရင်တော့ energy ကိုဖတ်ပြပါမယ်။ energy ကကြတော့ကိုကစင်နာတတ်တယ်။နောက်စစ်စားတွေးခေါ်နိုင်စွမ်းအားကောင်းတယ်။ တနာတက်တယ်ဟိုကိုချင်းစာတက်တယ်ပေါ့နော်။နောက်ခန်းစားချက်ပိုင်းစိတ်တဲ့ပန်းဆိုင်ရမှာရင့်ကျက်တဲ့အတွေးခေါ်တွေရင့်ကျက်တဲ့ပုံစံမျိုးရှိတယ်ပေါ့နော်။ကိုယ့်ရဲ့ခန်းစားချက်ကိုလည်းကိုထိန်းနိုင်တယ်လို့တစ်ဖက်သူကိုလည်းပဲအာအားပေးစကားနှစ်သိမ့်စကားတွေပေါ့နော်ပြပြပေးနိုင်တဲ့သူမျိုးဖြစ်တယ်ဆိုတာလို့တွေ့တယ်။ကိုတကယ်ချစ်ရတဲ့သူလေးဆိုလို့ရှိရင် တကယ်ကိုတမိုးထားပြီးတော့ဗောနော် ကယူဆိုင်ပေးတတ်တဲ့သူမျိုးဖြစ်တယ်ဆိုတာမျိုးပေါ့နော်တော်တော်လေးတော့ချစ်တတ်တယ်ဆိုတာမျိုးလို့ပါတယ်ပေါ့နော်တနာတတ်တယ်ချစ်တတ်တယ်ခံစားတတ်တယ်ခံစားလွယ်တယ်ဒါပေမဲ့ခံစားလွယ်တယ်ဆိုပေမဲ့အလိုမျိုးကြီးဘယ်လိုပြောမလဲဟိုတစ်ခုခုဆိုလို့ဆိုအမြဲတမ်းပေါ့နော်အလိုမျိုး emotional ဖြစ်လေပဲဒါမျိုးပေါ့နော်ဟို ကိုယ့်အတွက်ကိုအဆင်ပြေစေတဲ့အရာတိုင်းလိုက်ခံစားအဲ့လိုပုံစံမျိုးတွေမဟုတ်ဘူးပေါ့တော့ဘုံဝတီအဲ့လိုပုံစံမျိုးမဟုတ်ဘူးပေါ့နော်အာကိုကျင်းစားတတ်တဲ့စိတ်မျိုးရှိရဲဆိုတော့လည်းပြောတာပေါ့နော်ဒါပေမဲ့ကိုကိုခံစားချက်ကိုကိုကောင်းကောင်းမွန်မွန်သိပြီးတော့ဘယ်လိုမျိုးထိန်းချုပ်ရမလဲဆိုတာကိုလည်းသိတဲ့သူမျိုးပေါ့နော်ဘယ်လိုမျိုးအာယုံပြောင်းရမလဲဆိုတာကိုသိတဲ့သူမျိုးဖြစ်တယ်လို့တွေ့တယ်ပေါ့နော်နော်တမတမတ်ကြရဲဆိုတာမျိုးလိုလည်းမြင်နေပေါ့နော်လက်တွေ့ကြကြစဉ်းစားဆုံးဖြတ်တတ်တယ်ဆိုတာမျိုးလိုမြင်နေပြောရရင်တော့ IQEQ နောက်ခုတလုံးဟော တော်တော်လေးကိုမြင်ပါတယ်ဆိုတော့ဒီလိုမျိုးမျိုးလိုပြောရမှာပေါ့နော် emotional intelligence လည်းရှိတယ်ဆိုတာမျိုးလိုတွေ့တယ်မမျှတာတဲ့အရာတွေဆိုလို့ရှိရင်မလုပ်ဘူးကိုကိုတိုင်းကလည်းမျှတာအောင်နေတယ်တစ်ဖက်သူကလည်းကိုပေါ်မှာလည်းမမျှတာတဲ့အရာမျိုးအရာလုပ်လို့ရှိရင်လည်းမကြိုက်ဘူးပေါ့နော်မျှမျှတတ်တာပဲဘသူ့မှာပတ်လိုက်တာမျိုးမရှိဘူးအဲကိုတကယ်ကိုချစ်ရတဲ့သူတွေတောင်မှပဲအဲ့လိုမျိုးပေါ့နော်ချစ်တဲ့သူမို့လို့ ငါနဲ့ခင်တဲ့သူမျိုးလို့ဆိုပြီးလိုမျိုးကြော်တော့ကြော်သွားပြိမဲ့သူမျိုးတွေမှာမပါဘူးပေါ့နော်မကောင်းရမကောင်းအဆင်ပြေအဆင်ပြေဆိုတာမျိုးကိုဘယ်သူမှပတ်မလိုက်ပဲနဲ့အဲ့လိုမျိုးဝေဖန်သုံးသက်နိုင်တဲ့သူမျိုးအဲ့လိုမျိုးဆုံးဖြတ်ချက်ချနိုင်တဲ့သူမျိုးလို့မြင်နေပေါ့နော်။နောက်ကိုကိုတိုင်းကလည်းတခြားသူပေါ်မှာအဲ့လိုမထုတ်မဟုတ်တာမျိုးမလုပ်တဲ့သူမျိုးပေါ့နော်။ကိုကိုတိုင်းကလည်းပဲပြက်သားတယ်အာတီကြီးတယ်ညတာအောင်နေတယ်ပေါ့နော်။အဲ့လိုမျိုးလို့မြင်နေ။ အဲ့တော့ဒီမှာကတော့11လဲတွေ့တယ်ပေါ့နော်11ဆိုတော့17ရက်နေ့မှာမွေးတာဒါမှမဟုတ်လဲ November မှာမွေးတဲ့သူလက်ဖြစ်နိုင်တယ်ပေါ့ဒါမှ Scorpio energy လဲပါတာဆိုတော့အဲ့တော့ဒီ energy နဲ့ကညီဒီ reading ကိုဆက်ကြည့်လို့ရပါပြီ energy ဆိုတာဒါပဲပါတာပေါ့နော်အဲ့တော့ဆိုလို့ရှိရင် reading ကိုကြည့်တဲ့ collective day ကဒီ Cancer season တွင်းမှာဘယ်ပြောင်းလဲတွေနဲ့ဂျုံရမလဲ moment changes in your life ကိုပေါ်မှာပြောင်းလဲမှုတွေရှိလာမယ်အထူးသဖြင့်အခြေရေးပိုင်းခံစားချက်ပိုင်းစိတ်ခံစားချက်ပိုင်းနဲ့ပတ်သက်ပြီးတော့ပြောင်းလဲမှုတွေရှိလာနိုင်မယ်ဆိုတာလို့တော့တွေ့တယ်။စိတ်တပိုင်းဆိုင်ရာပို့ပြီးတော့ရင့်ကျက်လာမယ်ဆိုတာမျိုးပျော်ရွှင်စရာတွေတွေ့လာရမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့ခံစားမိတယ်။အခြေရေးပေါ့နော်အခြေရေးဒီမှာတော့အခြေရေးတို့ဒီ relationship နဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်ပြီးတော့ကောင်းလာလိမ့်မယ်ပြောင်းလဲပြောင်းလဲလာလိမ့်မယ်ဆိုတာမျိုးပေါ့နော် အဲ့လိုမျိုးတော့တွေ့တယ်နောက်အမေပေါ့နော်မိခင်အမေနဲ့ပတ်သက်ပြီးတော့လဲအဲ့လိုမျိုးမင်းနဲ့ဆက်ဆံရေးပိုကောင်းလာတာမျိုးပေါ့နော်အဲ့လိုမျိုးလည်းရှိလာနိုင်မယ်လို့တွေ့ရပေါ့နော် ring နဲ့ a marriage will take place either romantic or business အဲ့တော့ဒီကတည်းကပြောခဲ့တော့ခြေရည်နဲ့ပတ်သက်ပြီးနောက်ခြေအိမ်တော်ရည်နဲ့ပတ်သက်လို့ပေါ့နော်ဒါတွေကတော့ထစ်လာလိုက်မယ်ဆိုတာလို့တွေ့တယ်ပေါ့နော်အဲ့ခြေသူရည်စားရတာမျိုးဒါမှမဟုတ်လေစိစက်တာလက်ထက်တာမျိုးတွေဒီကာလာအတွင်းမှာ ဖြစ်နေမယ်ဆိုတာလို့တွေ့တယ်ထို့ကြတော့ဒီအလောက်ကိုင်းနိုင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော် အလုပ်ကမ်းနဲ့ပတ်သက်ပြီးတော့ပြောင်းလဲလာလိုက်မယ်ဆိုတာလို့တွေ့တယ်အလုပ်ကမ်းနဲ့ပတ်သက်ပြီးတော့ကိုယ့်တက်ကိုရေရှည်ကိုအတီတကြသွားလို့ရတယ်အဆင်ပြေစေမယ်အလုပ်ကမ်းမျိုးရလာလိုက်မယ်ဆိုတာမျိုးဒါမှမဟုတ်စာချုပ်အသေးချုပ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အလိုမျိုးတွေဖြစ်လာလိုက်မယ်လို့တွေ့တယ်ပေါ့နော်တက်တန်းတိုးတာစာချုပ်အသေးချုပ်ဆိုတာမျိုးတွေရှိလာလိုက်မယ် fail woman နဲ့အင်းရောအသားဖြူတဲ့အသားလက်တဲ့ပေါ့နော်လူတရားပေါ့နော်ဒီမှာတော့ women လို့ပြောပေးမယ်လေဒီမှာဂျန်နာတော့ခွဲမထားတော့ဘူးပေါ့နော်အဲ့တော့မျိုးသမီးတရားကိုလည်းဖြစ်နိုင်တယ်လို့ဇာမျိုးသားတရားကိုလည်းဖြစ်နိုင်တယ်ပေါ့နော်အသားဖြူဖြူအသားလက်လက်ဒီလိုလူမျိုးဒီလိုလူတယောက်နဲ့ပေါ့နော်။နောက်သပင်ဆိုလို့ရှင်လည်းပဲဒီမှာကတော့သပင်ရောက်ဆိုးထားတဲ့သူတောင်မှလည်းပဲအသက်ကြီးကြီးလည်းဖြစ်နိုင်တယ်ပေါ့နော်။အဲ အတတကြီးမျိုးသမီးတယောက်အတတကြီးမျိုးသားတယောက်ဒီလိုလူတွေနဲ့ဆက်ဆံရေးမှာပိုကောင်းလာတာမျိုးအဲ့တော့ခုနကတော့တွေ့ခဲ့တဲ့အရာဆိုလို့ရှိရင်တော့ဒါကိုယ့်ရဲ့အမေနဲ့ပေါ့နော်ဆက်ဆံရေးဒီပိုကောင်းလာတာမျိုးတွေရှိတာလည်းမြင်ဆိုတာမျိုးလို့မြင်တယ်တချို့ကြတော့လည်းချစ်သူကြီးစားကဒီကိုရလာမယ်ချစ်သူကြီးစားလည်းတွေ့ပေါ့ကဒီလိုလူမျိုးဖြစ်နိုင်တယ်ပေါ့နော်ချို့ကြတော့ဒီလိုလူနဲ့အလုပ်တွဲလုပ်တာမျိုးတွေတုံငန်းခွေမှာဆုံးရတာမျိုးတွေဒီလိုလူကကိုယ့်ရဲ့အထက်ရာရှိ ဖြစ်တာမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော် two more, please. Mm -mm. Yeah, Forget compliments, compliments from an admirer. <laughs> um. အဲဒီကခံစားမိတဲ့အရာဆိုတော့ကိုကိုတိတ်တိတ်လေးသဘောကျနေတဲ့သူတရားဒါမှမဟုတ်ကိုကိုချစ်ခင်နှစ်သက်မြင်လို့တဲ့သူတရားပေါ့နော်ကိုကိုခင်မင်တဲ့သူတရားဒါကအာချစ်သူကြီးစားလို့ပုံစံမျိုးလည်းဖြစ်နိုင်တယ်လို့တငယ်ချင်းမိတ်ဆွေလည်းဖြစ်နိုင်တယ်လို့ပေါ့နော်ဒီလိုသူတရားစီရနေပြီးတော့လက်ဆောင်ပစ္စည်းတွေရလိုက်မယ်ဆိုတာမျိုးသူသူချင်းကတော့ပန်းလို့ပန်းအိုးလို့အဲ့လိုပုံစံမျိုးနေပေါ့နော်ရလာလိုက်မယ်လို့တွေ့တယ်ပေါ့နော် carrot someone will gossip about all your secrets အဲ့ကိုအကြောင်းကိုတပုတ်လေးလင်းပေါ့နော်အလိုအတင်းဖြစ်နေနဲ့ပြောတဲ့သူတွေတော့ရှိလာနိုင်မယ်ကိုတော့ကိုမမလုပ်တဲ့အရာတော့ကိုလုပ်တယ်ဆိုပြီးတော့ပြောဆိုတာမျိုးတွေကိုနောက်ွယ်မှာအလိုမျိုးတွေပြောတာအတင်းဖြစ်ပြောတာဆွဆွဲတာဒါမျိုးတွေတော့ရှိလာနိုင်မယ်ပေါ့နော်တို့တဖြစ်တော့ကိုကိုကြည့်ပြီးတော့ကဲ့ရဲ့မဲ့သူကိုမနာလိုတဲ့သူမျိုးတွေဒီလိုလိုမျိုးတွေလည်း ရှိတာရှိလာလိမ့်မယ်ပေါ့နော်ရှိတာကတော့ရှိမှာပဲပေါ့ဒါပေမဲ့အဲ့လိုအဲ့လိုလူကဘယ်လိုလူလဲဆိုတာဘယ်သူလဲဆိုတာကိုသိလာရလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့တော့တွေ့ရဲ့အဲ့တော့ဒီမှာတွေ့ရတဲ့အရာဆိုလို့ရှင်တော့ဖြစ်နိုင်မယ်ဆိုရင်တော့ကိုယ့်ရဲ့လျှော့ဝှက်ချက်တိုင်းကိုဘယ်လိုတိုင်းကိုပြုံးမပြနိုင်ပေါ့နော်ဒါဆိုရင်ခြေရက်ကတည်းကထပ်ပြီးတော့ကြည့်ပေးပါမယ်။အဲတော့ cancer season အတွင်းမှာ bari jo yam le. Library. Through your sauce, so, so it's okay to cry. Mm hmm တော့လက်ရှိပေါ့နော်ကိုကအာတခုခုကိုထိုးခွန်းနဲ့ပတ်သက်ပြီးနာကျင်နေရတာမျိုးအဆုံးမသက်နိုင်သေးတာမျိုးရှိမယ်ဆိုလို့ရှိရင်တော့ဒီကိုခံစားနေရတဲ့အရာတွေပေါ့နော်ဒီလိုဒီလိုအရာတွေကိုကိုရဲ့ချစ်ရတဲ့သူရင်းနှီးတဲ့သူမိဆွေတငယ်ချင်းမိသားစုဒီလိုလူတွေနဲ့အဆင်ပြေမဲ့သူကြီးပေါ့နော်ဒီလိုလူနဲ့အချိန်ကုန်ဆုံးရင်းနဲ့မေ့ဖြောင်းလိုက်ပါပေါ့နော်ပြောရင်အာယုံပြောင်းလိုက်ပါအာ ဝမ်းနဲ့မနေတော့ပေါ့နော်တယောက်တည်းစိတ်ပြီးတော့ဝမ်းနဲ့မနေနေတော့ပေါ့နော်နောက်တရားလေးကုစားဖို့အတွက်ဆိုလို့ရှိရင်တော့အယုံပြောင်းခြင်းကတော့အကောင်းဆုံးပဲပေါ့နော်အယုံပြောင်းတဲ့ပုံစံနဲ့ကုစားဖို့လိုအပ်နေပြီအမ်ကိုကိုပြောင်းထားမယ့်အချိန်ရောက်လာပြီပေါ့နော်အဲ့တော့ကူစားရမယ့်အချိန်ရောက်လာပြီဆိုတော့ဒီခန်းစာစီစဉ်အတွင်းမှာကိုယ့်ရဲ့စိတ်ဓာတ်ရည်ပေါ့နော်အရင်ကကြားခဲ့တဲ့ အတိတ်ကရခဲ့တဲ့စိတ်တရားတွေဒါတွေကိုကုစားနိုင်လိမ့်မယ်ကိုယ်စိတ်ကိုကိုပို့ပြောအောင်လို့ထားတက်လာလိမ့်မယ်ကိုယ်ကိုလည်းပို့ပြောအောင်လို့နေတက်လာလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့တော့တွေ့တယ်7 of pentacles အကူပေါ့နော်ဟိုလုတ်ခဲ့တဲ့အရာတခု စပြောခဲ့တဲ့အရာတခုပေါ့နော်ဒါပေမဲ့အဲ့ဒီအရာကလည်းတော့ကြန့်ကြာနေပြီဟိုပြောရင်မဖြစ်တော့တော့ဘူးတော့ထင်ထားတဲ့အရာတခုပေါ့နော်အဲ့ဒီအရာကနေပြီးတော့ကိုယ့်တက်ကိုအချိုးမြရရတာမျိုးတွေအောင်မြင်လာမှာမျိုးတွေဘာလို့မထင်မှတ်ပဲနေပေါ့နော်အဲ့လိုမျိုးအထင်မှတ်တဲ့ရလတ်မျိုးနဲ့ဖြစ်လာမှလို့တွေ့တယ်ပေါ့နော်တချို့ကြတော့လေငွေကြေးပေါ့နော်ယနေ့မြုံနှံထားတဲ့ငွေကြေးကနေငွေကြေးတွေကနေပြီးတော့အချိုးမြတွေရလာနိုင်မယ်ဆိုတာမဖြစ်ကြတော့ဟို ြန်မရတော့ဘူးထင်တယ်ငွေကြီးတွေပြန်ရတာမျိုးပေါ့နော်အမွေရှိလာလိမ့်မယ်လို့မြင်တယ်။နောက်တချို့ကြတော့ဒီမှာမြင်ရတဲ့အရာဆိုရင်တော့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖြစ်နေမယ်ဆိုတာမျိုးလို့တွေ့တယ်ပေါ့နော်။ဒီမှာတွေ့ရတဲ့အရာဆိုတော့ကိုယ့်ရဲ့ကိုခင်မင်ရတဲ့ယုံကြည်ရတဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေအတူတူပေါ့နော်ဆက်တူပေါ့နော်လုပ်ငန်းလေးတွေလုပ်ဖြစ်နေမယ်ဆိုတာမျိုးလို့မြင်တယ်။ဇိုင်းလေးဖွင့်တာပဲဖြစ်ဖြစ်ပေါ့နော်။အာအဲ့လိုလေးလုပ်ဖြစ်နေမယ်။ ောက်တစ်ခုဒီမှာတွေ့ရတဲ့အရာဆိုရင်တော့အာစိတ်ရှည်တက်လာမယ်ဆိုတာမျိုးပေါ့နော်အချိန်တစ်ခုရလို့ရှင်အရာရာဟာအချိန်တစ်ခုဆောင်ရတယ်အချိန်တစ်ခုရလို့ရှင်တော့အရာရာဟာသူ့အနေနဲ့သူအဆင်ပြေလာလိမ့်မယ်ကိုကတိခန့်တက်ဖို့ဇွဲရှိဖို့ညှော်လင်းချက်တွေပြန်မသွားဖို့ပဲလိုအပ်တယ်ဆိုတာမျိုးပေါ့နော်အဲ့ဒီခံစားချက်အဲ့ဒီဟိုအတွေးတွေကပို့ပြီးတော့ကိုယ်စီမှာရင်တာလာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလည်းတွေ့ရတယ်ပေါ့နော် ခင်းရတံမိုးပိုတိလာမယ်လို့ပြောရမလားပေါ့နော်နောက်တကိုကိုရဲ့တိခဏနိုင်စွမ်းပေါ့နော်အဲ့လိုမျိုးအင်းအဲ့လိုပြောရမလားပေါ့နော်ကိုရဲ့တိခဏနိုင်စွမ်းကိုပို့ပြီးတော့တိလာလိုက်မယ်ပေါ့နော်နိုင်တော့ craft ခြေနဲ့ပတ်သက်လို့လည်းစမ်းပွင့်နေလိမ့်မယ်ချစ်သူခင်သူတွေနဲ့ပေါ်များလိုက်မယ်ဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်အဲ့တော့ခြေရေးစုခံရတာမျိုးတွေဒါမှမဟုတ်ကိုယ်တကယ်သဘောကျရတဲ့သူနဲ့စုံစည်းတာမျိုးတွေလည်းရှိလာလိမ့်မယ် ကယ်လို့ကိုကစတူကြီးစားညှော်နေနေညှော်နေနေတာမဟုတ်ဘူးဆိုလို့ရှိရင်လည်းကိုဘွားမှာကိုတယောက်တည်းကိုအဆင်ပြေပြေနဲ့ပို့ပြောအောင် ပို့ပြီးတော့နေတတ်လာလိမ့်မယ်ပေါ့နော်ဟိုဘလိုလေးနေလို့ရှိရင်ကိုတက်ကပို့ပြီးတော့စိတ်ချမ်းသာရမလဲစိတ်ကြည်နူရမလဲဆိုတော့အဲ့လိုမျိုးနေနေတာနေစားခွေပြီးတော့ကိုကိုပို့ချစ်တက်လာလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလိုမျိုးနဲ့ကိုကိုချစ်စစ်ပုံချင်းဒီမှန်ကန်လာလိမ့်မယ်ပေါ့နော်အဲ့လိုလေးလည်းထွေရတယ်ပေါ့နော် the magician အဆူတောင်းထားတာတွေပေါ့နော်ပြည်လာလိမ့်မယ်ဇာနာတွေပြည်ပါလာလိမ့်မယ်လို့တွေ့တယ်အလောက်ကင်ပိုင်းငွေကြေးပိုင်းမှာသူတစ်ပြင်းပေါ့နော်ပို့ပြီးတော့ပြည်လာလိမ့်မယ်အာနောက်ကိုအကောင့်ထဲပေါ်တဲ့အရာတွေအကုန်လုံးကိုလည်းဒီဒီဒီအချိန်တွေးမှာပေါ့နော်စတင်ပြီးတော့အကောင့်ထဲပေါ်နိုင်လိမ့်မယ်ပေါ့နော်ဒါခုနတော့ကလုပ်ငန်းစလုပ်မယ်ဆိုလို့ရှင်လည်းပဲရတယ်ဒါမှမဟုတ်အလုပ်ပြောင်းမယ်ဆိုလို့ရှင်လည်းပဲဒီဒီကာလာတော့တဲ့မှာ ပြောင်းပြပြောင်းမယ်ဆိုရင်တော့ပိုအဆင်ပြေမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုလဲတွေ့ရတယ်။နောက်ကိုယ့်အတွက်ကိုတကယ်ကိုအဆင်ပြေပြီးတော့ပေါ့နော်ဟိုပျော်ရတဲ့ဒီကိုလည်းတကယ်စိတ်ဝင်စားတဲ့အလောက်ကိုင်းမျိုးလဲလောက်ခွင့်ရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးကိုလည်းတွေ့ရတယ်။အဓိကတော့မုံလို့ပြောထားတဲ့အတွက်ပေါ့နော်စိတ်ခံစားချက်ပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးဟိုအားကောင်းနေဆိုတာမျိုးလို့မြင်နေပေါ့နော်ပြောရတဲ့အလုပ်အဆင်ပြေတဲ့အလုပ်အလိုစိတ်ခံစားချက်ပိုင်းနဲ့ပတ်သက်ပြီးတော့ ကောင်းတဲ့ပြောင်းလဲမှုတွေအများကြီးရှိတာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလို့တွေ့ရတော့ဘာပဲလှုပ်လှုပ်အဆင်ပြေနေမယ်စိတ်တိုင်းကြနေမယ်ပေါ့နော်အဲ့လိုမျိုးလို့မြင်နေအဲ့တော့ manifest လုပ်လို့ရတယ်ပေါ့နော် manifest လုပ်ပါဆူတောင်းပါဆိုတော့မှာတစ္ဆာဆိုပါအဋ္ဌံပြုပါပေါ့နော်တစ္ဆာဆိုတဲ့နေရာမှာတော့ဒီဣတုဗုဒ္ဓဘာသာအနည်းနဲ့ဆိုလို့ရှိရင်တော့ကိုကငါးပါးသီလလုံးတဲ့အပြင်ကိုမှမူတာဝါဒါရဲ့အာ ခရုတဝါစာရဲ့ပိတုနာဝါစာရဲ့တန်ဖတ်ပလပဝါစာရဲ့ဆိုပြီးတော့ဗောနောဟိုဝစီဒုစီရိုက်၄ပါရှိတယ်ဗောနောဒီအရာတွေကိုရှောင်ကျင်ပြီးတော့သစ္စာဆိုမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့သစ္စာအစွမ်းထတ်တယ်ဗောနောအဲဒါအရာကိုတွေးမှုလို့ဒါပြပြတာဗောနောအာအဲ့လိုမျိုးလေးဆိုလို့ရှိရင်တော့ပို့ပြီးတော့ manifest လုပ်တာသစ္စာဆိုတာနေမှာပို့ပြီးတော့ထိအောင်လိမ့်မယ်ဗောနောဒါလေးကတော့အကြံဉာဏ်ပေးတာပါ တော့ဒီနေ့ reading ကတော့ဒီလောက်ပါပဲရှင်။အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင်။မိတ်ဆွေများအားလုံးပဲပြပြများဝေးကွာပြီးကိုရောစိတ်ပါချမ်းသာချမ်းသာကြပါစေ။ကောင်းသောလူရင်းစန္ဒမှတ်သားလည်းပြပါကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းတူတူစီလုံးကြကြမမာနဲ့ထဲထဲကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါဦးမယ်ရှင်။